မင်္ဂလာပါရှင်ခေတ္တ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမှာကတော့မြန်မာစစ်တပ်ကငလင်ပေးကူညီကိန်းစည်အတွက်လှူဒန်းခွင့်အနည်းဆုံးအမေရိကန်ဒေါ်လာ55သတ္တမ8တန်းရရှိထားပြီးစစ်စေးအထောက်ပံ့ဖြစ်နိုင်ကြောင်း GFN ကသတိပေးမြန်မာစစ်တပ်ကငလင်ပေးကူညီကိန်းစည်အတွက်လှူဒန်းခွင့်အနည်းဆုံးအမေရိကန်ဒေါ်လာ55သတ္တမ8တန်းရရှိထားပြီးနိုင်ငံတော်လူထုပေါ်ကျူးလွန်နေမှုတွေအတွက်စစ်စေးရိတ်ထောက်ပံ့နိုင်ဖြစ်နိုင်ကြောင်း Justice for Myanmar ကသတိပေးလိုက်ပါတယ် ငလေးဘေးအနေနဲ့ကုညီကင်ဆယ်ရတဲ့ကုမ္ပဏီရဲ့လှူဒန်းငွေအနည်းဆုံးအမေရိကန်ဒေါ်လာ55သက်သမှ8တန်းကအမှန်တကယ်မှာစီးရုပ်စုကျွလွန်လျက်ရှိတဲ့နိုင်ငံတကာယာစွန့်မှုနဲ့နိုင်ငံတော်လူထုပေါ်ကျွလွန်နေမှုတွေအတွက်အထောက်အပံ့ဖြစ်သွားနိုင်ကြောင်းမြန်မာနိုင်ငံရဲ့အိန္ဒိယနိုင်ငံများသို့လှုပ်ခတ်ခဲ့တဲ့ပြင်အားခုနှစ်သက်သမခုနှစ်မဂနီကျူရှယ်ဖြစ်အားဖြင့်ငလင်ကြီးအပြီးမှာဆေးအုပ်စုကနိုင်ငံတကာကုမ္ပဏီနဲ့မြန်မာခရိုနီရီထံမှအလုံငွေတွေတောင်းခံခဲ့ကြောင်း နိုင်ငံဆောင်လူရှင်တွေကစစ်တပ်ထိန်းချုပ်ထားတဲ့လမ်းကြောင်းမှာတဆင်အလှငွေတွေပေးအပ်ခဲ့ကြပြီးယင်းလူရှင်များထဲမှာဂျပန်နိုင်ငံနာမည်ကြီးကုန်စည်လက်လီဖြန့်ဖြူးရေးကုမ္ပဏီကြီး Aeron တရုတ်စီးပွားရေးလုပ်ငန်းစုကြီး CITIC Group နဲ့ China National Petroleum Corporation တို့ပေါင်းရံတည်ရပါတယ်။ Aeron 1ရာဂိုင်းတော့ Club Foundation က April 2ရက်နေ့မှာ Yuan 10 million တန်ဖိုးရှိကုန်ကြီးကယ်ဆယ်ပစ္စည်းကိုတိုကျုံမျိုးရှိစစ်အုပ်စုထိန်းချုပ်ထားတဲ့မြန်မာတန်ယုံထံသို့လှူဒန်းခဲ့ကြောင်း ကမ္ဘာ့မှာပုံတင်အချက်အလက်တွေရအီရန်ကမြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းများစွာလုပ်ကိုင်ပြီးအလက်ရှိမှာလည်းအသက်ဝင်နေစေဖြစ်ကြောင်းအငင်းပွားပွဲတရုတ်မြန်မာရေနံနဲ့တဘာတငွေပိုက်လိုင်းကိုလောက်ကင်တဲ့ CNPC ကုမ္ပဏီကဧပြီလ10ရက်နေ့မှာစီးပုပ်စုထိန်းချုပ်ထားတဲ့မန်လေးအစိုးရထံသို့အမေရိကန်ဒေါ်လာ9000ကိုလှူဒန်းခဲ့ကြောင်းသိရပါတယ်။ ဧပြီလတရနေ့မှာစီရောက်စုကျင်းပကဲအခမ်းအနားတစ်ခုမှာမြန်မာခရိုနီတွေကအများဆုံးလှူဒန်းမှုတွေကိုပြုလုပ်ခဲ့ကြကြောင်းမြန်မာခရိုနီရဲ့စီးပွားရေးမိဖက်တွေကကြက်တန်းပေါင်း104ဘီလီယံအတွက်ချက်ပါကအမေရိကန်ဒေါ်လာ49.8နှစ်ငွေသားနဲ့နောက်ထပ်ကြက်တန်းပေါင်း12.4ဘီလီယံတန်မိုးရှိထောက်ပံ့ပစ္စည်းကိုမြောက်လိုင်းအပါအဝင်စီရောက်စုရဲ့အရေးပါတဲ့ပုံကိုယ်ရေးထံတိုက်ရိုက်လှူဒန်းခဲ့ကြောင်းသိရပါတယ်။ ဆရာဆူဆက်နယ်မြန်မာနိုင်ငံကုံတဲတွေနဲ့စက်မှုလုပ်ငန်းရှင်များအတင်းကျော် UNSCCI ကလည်းမြန်မာနိုင်ငံဆက်တောင်စီတင်းတင်းရောင်းချဖြန့်ပြွေတဲ့မြန်မာစားသုံးစီကုံတဲနဲ့စီလုပ်ငန်းရှင်များအတင်းမြန်မာနိုင်ငံစံစွားဖွင့်ချုပ်တို့ပါဝင်ဆရာဆူဆက်နယ်နဲ့တခြားကုံတဲဖွဲ့စည်းနေတဲ့ဆရာဆူရဲ့နိုင်ငံအဆင့်ဘေးရနေစီမံခန့်ခွဲမှုကော်မတီထံပေးရန်လျာထားတဲ့ငွေသားနဲ့ထောက်ပံ့ပစ္စည်းကိုလူတန်းခဲပါတယ်နိုင်ငံစဉ်ဘယန်းနေဆိုင်အစီအမံခန့်ခွဲမှုကော်မတီကိုမြန်မာကြီးတရားဥဆောင်သူဆရာဇဝေကောင်စုံဝင်ကဥဆောင်ကြောင်းသိရပါဗျာ ။ဆရာစုကောင်းဆောင်မြောင်းလိုင်နဲ့၎င်း၏လက်ထောက်ဆွေးနွေးကရိုဟင်ဂျာတွေပေါ်ကျွလွန်နေရဆွေးမှုတွေအတွက်အပြည်ပြည်ဆိုင်ရာဆွေးတရားရုံးရဲ့စောင့်ဆဲဆက်ဆဲမှုတွေကိုရင်ဆိုင်နေရပြီးအာဂျင်တီးနားဖက်ဒရယ်ရာဆွေးတရားရုံးရဲ့ဖန်ရန်ထုတ်မှုကိုလည်းခံထားသူဖြစ်ကြောင်းဆေယဆုကအလွန်ငွေလက်ခံပုတ်ကလစ်ကဗန်များထုတ်ပြန်နိုင်ငံပိုင်စီးပွားရေးဗန်တို့ကိုအသုံးပြုကြောင်းဂျပန်နိုင်ငံမှာဆေယဆုက MUFG ဗန်အကောင့်တစ်ခုမှတစ်ဆင့်တည်းရဲ့အလွန်ငွေလက်ခံမှုတွေလောက်ဆောင်လျက်ရှိကြောင်းရွှေဘန်ကမြန်မာနိုင်ငံမှာလည်းဖွင့်လှစ်ထားတဲ့နိုင်ငံဆောင်ဂျပန်ဗန်တစ်ခုဖြစ်ကြောင်းသိရပါဗျာ မြန်မာနိုင်ငံမှာကမ္ဘောဇာဘဏ် CB ဘဏ်၊ရာဝတီဘဏ်နဲ့ Yuma Strategy Holding ကပိုင်ဆိုင်တဲ့ With Money တို့အပါအဝင်ပုဂ္ဂလိကဘဏ်တွေကလည်းစည်ရုပ်စုအတွက်အများလုံငွေတွေကိုလည်းကောက်ခံပေးလျက်ရှိကြောင်းငလင်ဘေးကြောင့်ကြီးကျယ်ထိခိုက်ပျက်စီးခဲ့ရတော့လည်းမြန်မာစည်ရုပ်စုကရက်ဆက်ကြမ်းကြုတ်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လက်လှုံ့ဆော်ခဲ့ပြီးလူသားချင်းစာနာမှုဆိုင်ရာဘေးဆိုးကြီးကိုပုံမှန်ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ဧပြီလ2ရက်နေ့မှာလည်း စစ်အုပ်စုကအပြစ်ရကြေညာချက်ထုတ်ပြီးနောက်တရံမှာဆွေရပြင်းထန်တဲ့တိုက်ခိုက်မှုတွေရင်းနှုတ်ကိုယ်တိုင်ပြန်လည်လှုပ်ဆောင်ပြီးဆိုပါကြေညာချက်ပြပြသွားခဲ့ကြောင်းအမျိုးသားညီညွတ်ရေးဆိုရလူခွင့်ဝင်ကြီးဌာနကငလင်လောက်ခတ်ခဲ့တဲ့မတ်လ28ကနေဧပြီလ9ရက်နေ့တွင်လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုပေါင်း62ခုကိုမှတ်တမ်းတင်ခဲ့ပြီးရင်းတိုက်ခိုက်မှုတွေကြောင့်ရက်သားပြည်သူ80ဦးတိမ်ဆောင်ခဲ့ကြောင်းတိုက်ခိုက်မှုများစွာကိုငလင်ဘေးထိခိုက်ခဲ့မန်လီနယ်စကိုင်းဒေသမှာလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဆရာဆိုက၎င်းတို့ရဲ့နိုင်ငံတကာရာဇဝတ်မှုတွေကျွလွန်တဲ့ဆစ်စင်ရေးကိုအရှိန်မြင့်ရယခုတဘာဘိန်းစိုးကြီးကိုအသုံးပြုနေသည့်ဖြစ်အောင်ဆရာဆိုနဲ့၎င်းတို့ရဲ့ခရိုနီတန်လူဒန်းမှုတွေကငလင်ပေးကြောင့်တိုက်ခိုက်မှုတွေပုံမှုဆွေးရမိတာဖြစ်ကြောင်းကမ္ပဏီများအနေဖြင့်ဆရာဆိုကကိုညီပန့်ပေါ်ခြင်းတို့မဟုတ်နိုင်ငံတကာရာဇဝတ်မှုနဲ့ဆက်နွယ်ခြင်းမဟုတ်ကြောင်းဒေသစီရင်ဂျူတင်စီစစ်မှုတွေမဖြစ်မနေလှုပ်ဆောင်မိဖြစ်ကြောင်း GF ကထောက်ပြပြောဆိုပါတယ်ဆေးအုပ်စုကိုလူဒန်းမှုတွေကမတိကျကျင်ရဖြစ်စေမိမိတို့ရဲ့ဇီးပွားရေးကျိုးမြတ်အတွက်ဆေးအုပ်စုကိုမျက်နှာလိုမျက်နှာရလုပ်ရဖြစ်စေ ၎င်းတွေကလူသားမျိုးနယ်ပေါ်ကျွန်းလွန်တဲ့ရာဇဝတ်မှုနဲ့ဆရာဇဝတ်မှုတွေမှာကြံ့ရပွားဖြစ်နိုင်တဲ့အန္တရာယ်ရှိကြောင်းဧပြီလ9ရက်နေ့ထိစီးနေရငလင်ပေးကြောင့်တင်ဆောင်မှုက3950ကျော်တိရှိလာပြီး4689ကြော်တိထိခိုက်တဲ့ရရှိခဲ့ကြောင်းမြို့သားညီရွေးဆွေရအချက်လက်တွေရသိရပါတယ်။စီးပွားရေးလုပ်ငန်းများအနေဖြင့်ထိခိုက်မှုမရှိစေရပါဝင်လူသားချင်းစာနာမှုအခြေခံမှုတွေနဲ့ညီပြည်သူလူထုရဲ့စိတ်ဆန္ဒနဲ့လူမှုစာနာရေးတို့ပေါ်လင်းစားတဲ့ လူမှုစာနာကူညီရေးလမ်းကြောင်းတွေကိုပံ့ပိုးကူညီကြပါ Justice for Myanmar ကတောင်းဆိုပါတယ် Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမဲ့နာမကမြန်မာခရိုနီတွေကအကူအညီဆိုတဲ့ခေါင်းဆောင်ကနေအရင်ကတည်းကစေုပ်စုကိုငွေတွေပံ့ပိုးခဲ့ပြီးစေုပ်ဆက်ရာဇဝတ်မှုကြီးတွေမှာကြံ့အပါပတ်သက်ခဲ့ပါတယ် ဖျားပြင်းကလင်ကဒီလိုဒုက္ခအကျတဲတွေကိုထပ်ပြီးထိုးနှက်လိုက်တာဖြစ်ပါတယ်ခုခါမှာလဲစေုပ်စုရဲ့နိုင်ငံရေးနဲ့ဆက်အကျိုးမြတ်အတွက်မျက်ထောက်တာကိုခံနေကြရပါတယ်ပြည်သူလူထုကငလင်ပင်ကြီးနဲ့တူစေုပ်စုကျွလွန်နေတဲ့တိုက်ခိုက်မှုတွေစေုပ်စုတရားမဝင်အနာသိမ်းကြိုးပမ်းမှုကြောင့်ဖြစ်ပေါ်ခဲ့တဲ့စီးပွားရေးကျတဲနဲ့ပိုပြီးဆွေးရလာတဲ့အကျိုးဆက်တွေကိုတုတ်ပြန်ဖို့ရအကူအညီတွေကိုအပူတပြင်းလိုအပ်နေပါတယ် နိုင်ငံတကာအတိုင်းဝိုင်းနေတဲ့ဆရာဆွေးမှုနဲ့လူသားမျိုးနွယ်ပေါ်ကျွလွန်တဲ့ရာဇဝင်မှုတွေကိုကျွလွန်နေသူတွေစီကတဆင်မဟုတ်ပဲရုံးကြည်ထိုက်တဲ့တာဝန်ယူမှုရှိတဲ့လွတ်လပ်တဲ့ဒေသခံအကူအညီတွေပေးသူတွေကတဆင်အကူအညီတွေကိုအလိုအဆုံသောသူတွေစီကနေတိုက်ရိုက်ရောက်စေဖို့အရေးကြီးဆောင်ရွက်မှာဖြစ်တယ်လို့တုံ့သက်ပြောဆိုထားပါတယ်ရှင်။နားဆင်အားပေးကြတဲ့အတွက်သူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။